အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စောင့်ကြည့်နေခဲ့တဲ့ကောင်မလေးကရန်ခိုင်ကိုစေပင်ကူဖို့ကောင်မဘလို့တက်သွားတာလဲပြန်လာတော့လေအကောင်ကြီးလို့ဆိုပြီးရှာနေချိန်မှာရန်ခိုင်အော်တန်ကြလို့ဘယ်နေရရှိနေပြီဆိုပြီးအတန်ကြာရပြေးသွားလိုက်ပါတယ်နောက်တော့မှရန်ခိုင်ရေချိုးနေတာတွေ့လိုက်တော့ချက်သွားပါတယ်ထို့နောက်စေပင်နောက်ကိုဝင်ပုံးကတန်ချောင်းကြည့်လိုက်ပါတယ်ရန်ခိုင်ကသူရုပ်ပန်းဆိုင်ရာတော့တည်တည်တသာပြောင်းလာပြီ ။ဒဏ်ရာတွေကလည်းငငန်ကြီးပြတ်ကုန်တယ်လို့တွေးနေပါဗျ။ကောင်မလေးပြန်ဖို့လှုပ်လိုက်ချိန်မှာသေကန်းချောက်ကိုတလင်းမိပြီးအတန်ထွက်သွားလို့ရန်ခိုက်လဲကြတော့ကုတလောငါရဲ့အကြအာယုံအတိမကန်ဖြစ်လာတယ်လို့ပဲပြောပြီးနောက်ကျနေပြီးမြေမြရေချိုးပြီးအမတ်ဆူရောက်အောင်ခူးလာတဲ့ဆေးတွေကိုတွားလဲရမယ်လို့ပြောလိုက်ပါတယ်။အဖိုးကြီးမုတ်အိတ်နေတာကိုဆေးထုံနဲ့လန့်သွားအောင်ပစ်ချလိုက်ပါတယ်။ထို့နောက်ဆောင်ရခိုင်မင်းတပါလောက်တာလေလူကိုလမ်းတည်အောင်လုပ်နေရလားလို့မေးလိုက်ပါလေရန်ခိုင်က ီစီးပင်းတွေစုဖို့ကျွန်တော်အတန်းနဲ့ရင်းထားရတာကြည်ပြီးပါဦးလို့ပြောကကြားလိုက်ပါတယ်အကုံအစင်းနေစီးပင်းတွေပဲဒီတစ်ခါတည်းနဲ့ဒီတော့အများကြီးဘလို့ရတာလဲဒီစီးတွေကပစ္စည်းတဲ့ခန်းနဲ့အများကြီးရှိတာထားเสียရနေရတော့မရှိတော့ဘူးထားလိုက်ပါတော့သူများကအားကိုးပြီးလာတာဆိုတော့ကြီးစုပေးလိုက်ပါမယ်လို့တွေးကလက်ခံတယ်စီးနှစ်ပင်ကိုတမန်မှန်ရရင် အပင်20 30ဝင်းကျင်လောက်ပဲဆိုတာတွက်ချက်ပြီး16မှတ်ပေးလိုက်ပါတယ် ဒါပေမဲ့ကောင်လေးမင်းဟာကငါပစ္စည်းခန်းကိုအမွှေးတလူလူနဲ့ချက်ကိုတိုက်သွားတယ်မင်းပြီးရင်တန်ရှင်းရေးလောက်သွားပေးရမယ်ပြောကဆေးတွေကိုတင်လိုက်ပါတယ်ထို့နောက်ရန်ခိုင်ကဘေးပလဲကိုကြည့်နေလို့မင်းပါရှာနေတာလဲလို့မေးလိုက်ပါတယ်ဆန်ရှင်မုတ်ကျွန်တော်ဒီစခောက်တောင်ပေါ်သွားတာလေထူးဆန်းတာတွေ့ရဆိုပြီးပြလိုက်ပါတယ်ထို့နောက်ဘူတလုံးထဲကတွေ့တာပထမအဆင့်အဆောက်ရှောက်မကောင်းဆိုးရတဲ့ကောင်လေးရှိသေးတယ်အဲအကောင်ကိုတတ်ပြီးခူးလာတာလို့ပြောလိုက်ပါတယ်အဖိုးမုတ်ကလည်း အဲ့ဒါမလို့ဒံယာရီနဲ့ပြန်လာတာလို့တွေးလိုက်ပြီးတောင်လေးမြေကန်ကောင်းနေတာလေဒီပစ္စည်းကိုရှဲလင်ကြီးလို့ခေါ်တယ်ရှားပါစီဘက်ဝင်ပစ္စည်းလို့ပြောပြီးအဲမှားလို့အစစ်နိုင်ပစ္စည်းပဲလို့ပြန်လည်ပြောလိုက်ပါလေအဲ့ဒါနဲ့အဖိုးမုတ်ကအမှတ်20ပေးမယ်လို့ပြောလိုက်ပါတယ်ဂျန်ခိုက်ကကျော်တင်ခူးမှုမြက်ကိုဈေးအမှတ်10မှန်းနဲ့လဲကျင်တယ်လို့ပြန်ပြောလိုက်ပါတယ်ထို့နောက်နှစ်ယောက်သားဈေးညင်ရင်ဆရာတပည့်စကားမြတ်ကအဖိုးမုတ်ကဒါခိုင်းကသတ်မှတ်ထားတဲ့ဈေး ဒါကကြည့်ုံပဲကြည့်ရတာယူခြင်းယူမယူခြင်းလဲနေလို့ပြောလိုက်ပါတယ်ရန်ခိုင်တဲ့စားနောက်ပြီးယူရကြတန်ရှင်းရင်လဲမလုပ်ဘူးပြောကထွက်ပြေးသွားပါတယ်ကောင်းမလေးခမ်းမရှိရောက်တော့ရန်ခိုင်ပြေးလာတာမြင်လို့ရှောင်လိုက်ပါတယ်အဖိုးမုတ်ကကောင်းလေးမပြေးနဲ့ပြောပြီးနောက်ကလိုက်လာတော့ကောင်းမလေးကိုတွေ့သွားပါတယ်ထို့နောက်တပည့်မလေးဘာလို့အရန်ဝမ်းနေနေတဲ့ရုပ်ဖြစ်နေတာလဲမဟုတ်မှလွဲလို့ပြောနေချိန်မှာဆရာရှောက်မခတ်မှန်းနဲ့တပည့်အဆင့်သက်သွားပြီလို့ပြောလိုက်တော့အဖိုးမုတ်လည်းငံဩသွားပါလေ ထို့နောက်ထင်းတဲ့အတိုင်းမင်းရဲ့ရုပ်ပိုင်းဆိုင်ရာကဒီလိုလေးကျင့်မှုအမျိုးသားနဲ့ကိုက်ညီတဲ့ဒီတိုင်းဆိုနောက်ဆက်တွဲကိစ္စတွေကိုအမြန်ပြင်ဆင်ရမယ်လို့ပြောလိုက်ပါတယ်။ဆရာအရန်အပင်မမှခံပါနဲ့ဆရာတန်ရာကိုစိတ်ပူတယ်လို့ပြန်ပြောလိုက်ပါတယ်။လူကြီးယောဂလေးပါကွယ်ဘလောက်တောင်ကြပြီးတော့ရေးမကြည့်ပါဘူးလို့ပြောလိုက်ပါတယ်။ရန်ခိုင်လဲအင်းရောက်တော့မိုးနဲ့သာဦးနဲ့ဆေးကြုံနေခဲ့ပါတယ်။အဖိုးကြီးမုတ်ဆေးတွေကမဆိုးဘူး။အနံလေးကမိုးနေတာပဲ။ဂရင်ဘေးမှာထားလိုက်မယ်။ ဒီမွေးနေတာဖွဲ့ရဲ့အကျိုးသက်ရောက်မှုကိုကြည့်ဦးမယ်လို့ပြောနေချိန်မှာမူးကပြည်လဲကျသွားပါတယ်။ထို့နောက်ဗနန်လမ်းမမလျှောက်ရပြီးငါဆွမ်းရည်နေကုန်ခန်းသွားတယ်။အရွယ်၃ရက်ပန်းနဲ့ကြွတိခုမှုမြက်ကအနေရများပြီးအစိတ်ရှိတယ်။အစကစိတ်ကိုနာကျင်စေပြီးနောက်မှခန္ဓာကိုယ်ကိုနာကျင်စေတယ်။နှစ်ခုတည်းကတစ်ခုဆိုရင်အဆင်ပြေပါတယ်။မဟုတ်မှဒီအမွှေးနဲ့သာဘက်ကစီးပင်တွေရဲ့အစိတ်အတော့ကိုညှင့်တင်စေနိုင်လားလို့တွေးကတိုင်းကျန်းကိုထုတ်လိုက်ပြီး တန်ကြီးလိုက်တော့သူနားလေသဘောပေါက်သွားကငါကတာမန်ဖြစ်ပေမဲ့လူသားအလားအလာတွေကအကန့်အသတ်မရှိဘူးရှေ့ခန္ဓာငါရန်ခိုက်ကိုအထင်မသေးနဲ့လို့ပြောကမတက်ကိုရောက်အောင်ရက်လိုက်ပါတယ်ထို့နောက်ဖြည်းဖြည်းချင်းသွားဖို့ကိုလုံးဝချိန်မှာရှေ့ခန္ဓာတွေပွင့်ထလာပါလို့လေခဏကြာတော့ဈေးနဲ့ပင်လုံးတုံးကုန်သွားပါလေငါရတနာစရာ38မှတ်လေးနဲ့မလောက်ဘူးလို့တွေးကအိတ်လိုက်ပါတော့တယ် ဆူမှုတယောက်အိမ်မထဲမှာဆန်ဆိုင်ကောင်မလေးကိုငန်းနေခဲ့ပါတယ်။နောက်တော့ကောင်စုပ်လီရွနဲ့ညတဲ့ကောင်ကြီးငါခံနေပါလို့လာလဲလို့မေးလိုက်ပါတယ်။မင်းပဲကျွန်တော်တို့ကိုခေါ်တာလေ။ဘာဖြစ်တာလဲတခင်လေးဆူလို့ပြန်ဖြေလိုက်ပါတယ်။ဘာမှမဖြစ်ပါဘူး။ဘိုးလင်းနေလို့မင်းတို့ပါကြံရလဲလို့မေးလိုက်ပါတယ်။တခင်လေးဆူနောက်လေးရက်ပဲဆောင်လေးရက်ပြည့်ပြီးရနဲ့ကျွန်တော်ရန်ခိုင်ကိုစိန်ခေါ်မယ်။သူ့ရဲ့ဝက်ကောင်ကိုရိုက်ပေးမယ်လို့ပြည်ပြီးတယ်လို့ပြန်ပြောလိုက်ပါတယ်။ စုမူကအဲ့အချိန်ဒီစောင့်နိုင်မှာတော့မင်းတို့ကိုခေါ်ပြီးဘာလို့မှလဲတေချာလေးဝမ်းစင်းစားကြဒီနေ့အကြံကောင်းလေးမထွက်လာရင်ဘယ်သူမှပြတ်မအေးရဘူးလို့ထပ်ပြောလိုက်ပါတယ်ထို့နောက်ဒီရင်ထဲမှာအကြံရပြီတခင်လေးစုလို့ပြောပြီးမနာလို့ကတူးတူးလေးပြောလိုက်ပါလေတခင်လေးစုလည်းသဘောကျသွားပါတယ်